အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ပြပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम စပယ်ပြုနုရေးသားတဲ့ပြန်နှင့်သူဤခရီးရှိ ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ပြန်နှင့်သူဤခရီးရှိ ပြင်ဘက်တွင်နေသည့်ချစ်ချစ်တာပူပင်လျက်ရှိလေသည်တန်လျက်ထသည်ဟူပင်ထင်ရကျင်သောမြေပြင်ကို ဖြတ်ခါကျမလျှောက်လာခဲ့သည်ရာသီကလည်းပူသည်လို့ပဝင်းကျင်ကလည်းအပူတို့လွှမ်းတော်ဝန်းကျင်မစီကအဖူဆိုနိုင်ပေမဲ့ဒီနေရာကတော့ရောက်ဖြစ်တိုင်းစီကားနေတာကို တွေ့ရမည်လူဝင်လူထွက်ပြတ်သည်မရှိကားတစ်စီးထွက်ခွာခြင်းတွင် ကားတည်တစ်စီးကဝင်လာတတ်သောနေရာ လူအများပြန်လဲထွက်ခွာခြင်းနှင့်တပြိုင်နက်မှာပင်တပွဲပွဲဝင်ရောက်လာသူများကိုလည်းတွေ့နိုင်သေးသည်။ပတ်ဝန်းကျင်သည်အတန်များစွာနှင့်လှုပ်ခတ်လျက်နေသည်။လူအုပ်များအကြာကဖျက်ရလင်စကားပြောသံတည်င်းမေးသံများငိုသံများကိုကြားရသည်။အခန်းငယ်လေးများသည်အပရိသတ်တို့နှင့်ပြည့်လျက်ရှိသည်။တချို့အခန်းငယ်များကတော့လူတို့ယခုမှရောက်စပြူတာတွေ့ရသည်။ကျမသွားလို့တော့အခန်းကားကိုပင်မာပါလေ။ နာမည်ကပ်ပြများကိုတစ်ခုချင်းဖတ်၍ရှာနေရသည်ဟောဟိုမှာတွေ့ပြီမြရင်မွန်မြရင်မွန်ဤနာမည်ကို ကျမတွေ့ပြီ ရင်မောနဲ့စတွေ့တော့ကတော့ကျမတို့ဒီငယ်ရွယ်သေးသောပညာနဲ့တကွအပြောကြဲကြဲလူမှုဘဝကိုစတင်သင်ယူရသော တက္ကသိုလ်ကျောင်းသူဘဝမှာပင်ရှိကြသေးသည်မန္တလေးတက္ကသိုလ်ကျောင်းသူဘဝတွင် တခြားတခြားသောတငယ်ချင်းများနဲ့အခွင့်ကြုံဆုံစည်းရသလိုပင်မြရင်မောနဲ့လည်းရင်းနေရသည်မြရင်မောကကျမတို့အဆောင်ဘေးကအဆောင်မှာပင်နေသည်ကျောင်းတွင်တော့သူတို့မိသားစတင်ကန်းသည် ကျမတို့အတန်းရှိကော်ရီဒါကိုဖြတ်ပြီးမှရောက်သည်နေစဉ်မြန်မှန်တမ်းမိကြတော့လဲပြုံးပြနှုတ်ဆက်ကြမြင်တဦးနဲ့တဦးဘယ်မိကြကဘယ်သူရဲလို့သိကြသည်သို့တော်လဲရင်းနှီးလှသည် ဆိုသောအဖြစ်သို့ရောက်เสียအကြောင်းလဲတော်တော်နဲ့မပေါ်ခဲ့ပါဘီသူသည် နေစဉ်အချိန်မှန်အတန်းရှိကဖြတ်မြင်ကျမတို့အတန်းတွေကယောက်ျားလေးများကလဲမြရင်မုံကိုငေးမောမြင်မြရင်မုံကငေးမောခြင်းစပွဲလှပသည်မဟုတ်လား ဝဆာပြင်ဆင်ဟန်ရိုးစင်းညင်ဝတ်တော်လဲလှပချင်းကိုတော့ဖုံးကွယ်၍မရနိုင်ပေအလှပရင်မမဖြစ်တော်ညမြရင်မွန်သည် ပထမနှစ်မှာပင်ကြော်ကြသောကြောင့်သူဖြစ်လာသည် ူတို့အဆောင်ရှိတွင်ညတိုင်းလိုတချင်းဆိုသူတို့နှင့်စီကားမြေတချင်းကောင်းများကိုညတိုင်းနားဆင်ခွင့်ရသည့်အတွက်ကျေးဇူးတင်ခြင်းစပွဲဖြစ်ရသည်မြရင်မုံနှင့်တကယ်တကယ်ရင်းနှီးဖို့ဖန်လာသည်မှာတော့เจ้ามากระบยาซาอုတ်လေးများสุထုတ်จาซินกาဖြစ်သည်မြရင်မွန်ကလည်းกระบยาเยดีတဲ့တည့်ရက်မှာรูบีလက်ဖက်ရည်ဆိုင်ကกระบยาစကားဝိုင်းကို သူ့ရောက်လာသည် သူ့ရေးသောกระบยาလေးများကိုယူလာသည် ဒီစင်မှာပင်မြရင်မောနဲ့ဆွေနှွေစကားပြောခွင့်ကြုံရသည်စိတ်နှလုံးတူသူလို့ယုံကြည်ခင်မင်စိတ်ဝင်ရသည်မြရင်မောကပွင့်လင်းယူသားသူတည်ငြိမ်သူ သူ့ကိုငေးမောတံမြဲចောင်းသားတို့ပင်ယူသားစိတ်တပြန်တလဲဝင်ကြရသည်လက်ဖက်ရည်ဆိုင်မှာတဝိုင်းနဲ့ထိုင်ကြတော့ကြပြာစိတ်တစ်ခုသာကြံလေသည်စာအုပ်ထုတ်ဖို့လောက်ကြရတော့ရက်များကတော့ကျမတို့တွေ့တွေ့ရှိကြမည်အတန်းပြီးတဲ့နဲ့လက်ဖက်ရည်ဆိုင်မှာဆုံကြသည် ကျောင်းအနီးကဆိုင်မှာပင် စာစီရန်ပြင်ကြသည်ဒီဇိုင်းရွေးရသည် ကိုကပြားလေးများကို ပုံနှိပ်စလုံးနဲ့မြင်ရတော့ရှင်ခုံပျော်ရွှင်ကြသည်ကျမတို့တွင် ပြောစရာစကားများစွာအစ်စ်အစ်စ်ရှိလာကြသည်အဆောင်ကလည်းနီးသည်မို့နေစဉ်ပင်အတူပြန်ဖြစ်ကြသည်ကျောင်းဝင်းတဲကလမ်းများပေါ်တွင် စကားတပြောပြောနှင့်လမ်းလျှောက်ဖြစ်ကြသောညနေခင်းများတည့်ရွက်ကြွေများကရွှေမန်းလမ်းပေါ်တပွဲပွဲ ရှက်တိုက်ပြေးလွှားစေ။ ဒီမြင်ကွင်းကိုပင်မြရင်မွန်ကနှစ်ချိုင်လာသည်ဆိုသည်ငါငယ်တော့ကလည်းအိမ်ကတပင်တွေမှာတည့်ရွက်ကြွေတွေ့ရင်ထိုင်းကြည့်နေတာပဲအမေကပြောတယ်စိတ်ကူးရင်တာအေးတဲ့ဟုတ်မှာပဲဘဝမှာမဖြစ်နိုင်တာတွေများခဲ့တော့စိတ်ထဲမှာဖန်ဆင်းရင်းနဲ့စိတ်ကူးရင်ထက်လာတာထင်တာပဲဒါပေမဲ့မြရဲ့မင်းကြပြားတွေကတော့စိတ်ကူးရင်မဆန်ပါဘူးဟုကျမကရေရင်မောမောပြောမိသေးသည်ငါစာရင်းရင်တော့အပြင်မှာတကယ်ရှိတာကို အတွင်းနဲ့ပေါင့်ရဖြစ်တာများတာပဲဒါဖြင့်အချစ်နယ်ပင်ကဗျာကရောမြရရင်မွန်တီသူဟန်အတိုင်းနှကန်းကိုလှပစွာ တွန့်ချိုးလျက်ပြုံးလိုက်ပါသည်ဒါကစိတ်ကူးရင်လားချင်းချက်ပေါ့ဒီကဗျာတပုတ်ပဲအချစ်ကိုစိတ်ကူးရင်ရေးဘူးသေးတယ်ဒီတုန်းကမြရရင်မွန်တွင် အချစ်မရှိသေးအချစ်ကို တွေ့ရှိခြင်းမရောက်သေးမြရရင်မွန်ဤတည်င်းများကသာ လူတည်င်းလူချင်းဆောင်စေ ိတ်ဆုံးတော့ငါငယ်သေးတယ်ရှစ်တန်းချောင်းသူပေါ့အဲ့ဒီချိန်ကတော့ဘဝမှာအခက်အခဲဆုံးကာလပဲအမေတယောက်ပဲတအိမ်လုံးကိုကြည်နေရတာစီးပွားရေးကလည်းအဆင်မပြေဘူးလေအဖေကိုကုခဲ့ရတာနဲ့မနေဘူးကိုစိတ်နှလုံးချင်းထတ်တူမြရင်းနှီးလာကြတော့မြရင်မွန်ဒီအိမ်အကြောင်းပြောပေါ်ရလာသည်ဒီတော့မှပင်အများကမြင်ကြသလိုလှပသောမိန်းကလေးဆိုသည့်အလွာတစ်ခုထက်ပိုသည့်နောက်ွယ်ကိုကျမသိမြင်လာရပါသည် မြရင်မမသူချစ်တော်မိသားစုအပေါ်အမြဲတစေပူပန်ကြောင်ကြစိတ်ရှိနေသည် သူမိခင်က တက်ကတော်ပို့ဒီကိုပင် မလာရက်ဘူးတဲ့ပညာထူးချွန်သောတမီးလေးမို့မိခင်ကထွန်ပေါက်စေခြင်းတော့စွန့်၍ပို့ရှာသည်ဆိုသည်ညီမလေးနှအိုးကတော့ဇာတိမျိုးကလေးမှာ အလဲတန်းကြောင်းသူများသာရှိကြစေတနေ့ကြာရင်ငါကအမေနေရာကိုယူရမှာဟုတ်ပြောပြတော့သူ့အပေါ်ပို့လို့နားလဲစာနာလာရသည် ဒါကြောင့်သာမြရင်မွန်ဟာနှလုံးသားအေးဆက်သူဖြစ်လာတာထင်ပါရဲ့သူ့ပတ်ဝန်းကျင်တွင်ဝိုင်းဝန်းနေသောចောင်းသားတို့ကိုရွေးချယ်ဖို့စိတ်ကူးရှိပုံမပေါ် စာကြိုးစားသောကြပြချစ်တတ်သောမြရင်မွန်တက္ကသိုလ်ဒုတိယနှစ်တွင်တော့ကျမတို့တဆောင်တည်းနေပြကြသည် တကန်းတည်းမဟုတ်တော့လဲရခင်ကထဲပို့၍ရင်းနှီးနှွေးထွေးစွာ တွေ့နိုင်သည်တိုင်ပင်နိုင်သည် ပူပန်စရာများကိုဝေးမြလျက် ဝမ်းတာပွဲတို့ကိုအတူတူခံစားနိုင်သည်တမရိတ်မိုးသောလမ်းများထက်နက်နက်ခင်းဆိုကြောင်းအတူသွားကြသည်ညနေတိုင်းလင်တော့ကျောင်းဝင်းထဲမှာအေးအေးလူလူလမ်းလျှောက်ကြမည်စပိန်နှင့်ဖြစ်စေဆိုင်ကယ်နှင့်ဖြစ်စေမြရင်မုံကို အနီးကလိုက်ခါစကားဆိုဖို့ကြိုးစားမည်ဆိုပါတော့စိတ်ဝင်စားမှုမရှိသော မျက်နှာမူရာကြောင့်ဘယ်သူမျှတော့ကြာရှည်စိတ်မရှိနိုင်ပေမြရင်မုံမချစ်တတ်ဘူးလားလို့အလုံးကတွေးထင်စေ တကယ်တကယ်မှာတော့မြရင်မွန်လဲချစ်တတ်ပါသည်ဆိုတာတနေ့မှာတီးခွင့်ကြုံကြသည် ညနေခင်းဆိုရင်လမ်းလျှောက်နေကြအဖြစ်မှမြရင်မွန်ဧမျောခြင်းလာသည်ကိုပထမစမြင်ရသည်အဆောင်ကိုလာလေခြင်းသူများစွာရှိသည့်အနက်ကထိုတယောက်ကိုတော့မြရင်မွန်ကဧထောက်ခံခဲ့ပြီညနေတိုင်းမှန်မှန်လာတတ်သောဧတယ်မှာမိသားတို့တငယ်ချင်းများသာဖြစ်သည်လို့စူးစမ်းလိုသူများကိုမြရင်မွန်ကကြေညာထားသည်သို့သောအဆောင်ရှိစကားဆိုကြသောအမူအရာများကတငယ်ချင်းလည်းမကကြံသည်ကိုအားလုံးကသိကြသည်ပင် သောသောအနေတီသောမြရင်မွန်ကိုတိထက်မဆနောက်ရဲ့တနေ့ချက်သွားကြမှာပါလို့တော့ထင်ကြီးပေးခဲ့ကြသည်တကယ်လည်းအလုံးဤအထင်မှန်သည်ကိုတွေ့လာရသည်တညမှာမြရင်မွန်ကကျမကိုတည်တင်းအိုတီတိုပြောပြသည်မြတို့ချက်သူဖြစ်သွားကြပြီတဲ့မြရင်မွန်ဤမျက်နာမှာပန်းသွေးအရိပ်ထင်စေခုတော့လေသူသည်အချစ်ကိုခွန်အားတစ်ခုတစ်ဖွဲလက်ခံရလေပြီငါကမချစ်ဘူးနေတာပဲ ဒါပေမဲ့မရဘူးလေဘလို့ချစ်မြင်သွားတယ်မသိဘူးတက္ကသိုလ်မှာချစ်သူမထားဘူးလို့တောင်ရည်ရွယ်ထားတာဟုတ်တစ်ချိန်မှာပြောပြသေးသည်မြရင်မူ၏စိတ်ထဲတွင်ဘယ်သို့သောအတွေ့များရှိနေပါသနည်းချစ်သူတွေ့သည်ကိုပင်နောင်တရနေလေသလားမသိအတွေ့များစွာဝိလေနေရန်ရှိသောမျက်နာကိုသာအဲ့ဒီတုန်းကကျမတိတ်တဆိတ်ငင်းနေခဲ့မိပါသည် လောက်ပင်တက္ကသိုလ်၏အရေးတည်ပျော်မွေ့သည်ဆိုတော့လေအချိန်တန်တော့ကျမတို့အားလုံးဒီတက္ကသိုလ်မြေကိုရောခင်မင်ရတော့တငယ်ချင်းများစွာကိုပါနှုတ်ဆက်ခွဲခွာရပါသည်ဒီအထဲတွင် ကျမနှင့်မြရင်မွန်ကတော့တမျိုးတဖုံရေဆက်ဆက်ခဲ့သူများလို့ဆိုကောင်းဆိုနိုင်သည်မြရင်မွန်ကရန်ကုန်မှာအလုတ်သွားလုပ်မယ်ဆိုသည် ကျမမှလည်းအဲ့ဒီစိတ်ကူးကခိုးတွယ်ခဲ့သည်မှကြာပြီသို့တော့ကျမကနေပြန်ရအောင်မည် မိဘများနဲ့တလတန်းသည်နှစ်လတန်းသည်နေလိုသေးသည်ဒီမှာပင်မြရင်မွန်က သူသွားနေမည်တဲ့မမောင်ကနေမှာပဲအလုတ်ပြန်လုပ်မတဲ့သူကအိမ်မှာသားအကြီးဆုံးကိုငါ့ကိုတခါတည်းလိုက်ခဲ့ပါလားတဲ့အိမ်လိုက်တောင်းမတဲ့ဘယ်ဖြစ်မှလဲကွဲအိမ်မှာလဲငါပဲရှိတာမန္တလေးမှာနောက်ဆုံးနေရတော့ညနိုင်မြရင်မွန်ကပြောပြသည်ညနေကပင် သူ့မောင်မောင်ကိုဘူတာတို့လိုက်ပို့ခဲ့သေးသည် ူတို့တလန်းစီခွဲခြားရပြီ။မြမငိုဘူးလားဆိုတော့ရေမောစေ။တော်တော်မျက်ဝန်းများမှာတော့ရီဝေညိုလဲ့ကြံဒီကို တွေ့ရပါသည်။သူရန်ကုန်ကိုတခါတလေလာနိုင်ရင်တော့တွေ့ချာတာပေါ့ဟာ။ဘယ်နေ့ဘယ်တော့နီးနိုင်မဲတော့ငါမပြောတာဖို့ပေါ့။အဲ့ဒီညကတခန့်နဲ့အတူအိတ်ဖြစ်ကြသည်ဖြစ်လေရာ။ကျမအိတ်ရဝင်သည့်တိုင်းမျက်ရင်မွန်တော်တော်နဲ့မအိတ်တီကိုတည်ရသည်။စာကြည့်စပွဲတွင်အတော်ကြာထိုင်နေသည်။ သူကပြာရေးနေခဲ့သလားမသိနောက်တနေ့တွင်တော့ကျမတို့ခဏခွဲခွာရသည်မြရင်မွန်ခရီးစားလေပြီမိဘများထံတွင်နှစ်လမြာကြာပြီးသည့်နောက်မြရင်မွန်နှင့်ကျမပြန်ဆုံကြရပါသည် သူနေရင်းဖြစ်သည့်အဆောင်တွင် ကျမလိုက်နေဖြစ်သည်သူကအပေါ်ဒတ်တွင်နေရရသည် ကျမကတော့အောက်ထက်ကနှစ်ယောက်ခန်းမှာဒီတုန်းကမြရင်မွန်ကအလုပ်ဝင်နေပြီး မနေ့ခင်များဆိုရင်လှပတော့ရုံးယူနီဖောင်းကလေးနဲ့သူအလုတ်သွားလင်ကျမကတော့အလုတ်ခေါ်စာများကိုခေါင်းဆိုင်ရှာဖွေရသည်အဆောင်တွင်ငါးလမြနေပြီးမှအလုတ်ရတော့သည်သို့တော့ထုံးစံတိုင်းလစာကတော့မကောင်းသည်နေတော့နေပြောသည်ဆိုရမည်အလုတ်တစ်ခုလည်းရှိသည်တိုင်မင်ပေါ်တိုင်မင်ဖက်တငယ်ချင်းကလည်းအနီးမှာရှိသည်မဟုတ်လားကျမတို့သည်အလှရဲ့များမှာမချက်ရတားမြစ်ထားသည်ကြကား ထမင်းဟင်းများခိုးချက်စားကစအုပ်များတဝဖတ်ကြသည်။မွေးကလေးများပေါ်များသောလဆန်းရည်မျိုးဆိုရုပ်ရှင်ကြည့်ကြသည်။သူတကားလိုအဆောင်မှာဧည့်သည်မျောစရာလည်းမရှိ။ညနေခင်းများမှာလွတ်လွတ်လပ်လပ်လမ်းလျှောက်ထွက်နိုင်ကြသေးသည်။သို့သောတနင်္ဂနွေည9နာရီကျော်လင်တော့မြရင်မွန်ကဖုန်းမျောရပါသည်။မောင်မောင်ကငါ့ကိုစိတ်မချဘူးတဲ့ဟာ။ဟုမြရင်မွန်ကရရင်မောမောပြောပြတတ်သည်။ တကယ်လဲစိတ်မချပွဲရဖြစ်တယ်ကိုအနေကြာလာတော့ကျမသိလာရပါသည်လမ်းထဲတွင်မြရင်မွန်သည်ကျောင်းမာရုံကလိုပင်နာမည်ကြီးနေပြန်သည်သူမို့ယုံသွားမီယုံပြန်မီဆိုလင်စောင့်ကြည့်သူမရှာပြီးတော့လဲဘယ်သူနဲ့မှ တွေ့သွားတွေ့လာမတွေ့ကြဘူးမဟုတ်လားစိတ်ကူးရင်လို့သူတို့ကစိတ်ကူးရင်နိုင်ကြစေမြရင်မွန်ကတော့အနေတည်ငြိမ်သူ ဖြစ်မြဲပင်အဆောင်မှာတော့မြရင်မွန်ကအနေတိုသိသည် ဖုန်းလက်ခံပြောမြင်ဖြစ်တော်လဲမောင်မောင်အကြောင်းကိုဘဲသူကိုမြတခုတ်တရမပြောတတ်။သူပြောစရာရှိလင်ကျမထန်တို့သားရောက်လာတတ်သည်။တို့တော်လေဒီလိုတခွန်းစာနှခွန်းစာကိုဘေးကကြာရုံနဲ့ပင်ကြာလာတော့လေမြရင်မွန်မှာချစ်သူရှိသည်ဆိုတာအဆောင်မှလူသိလာပါသည်မြရင်မွန်ချစ်သူကနေကပဲလားနိုင်ငံသားမှလားဟုကျမ၏အခန်းပေါ်မမဦးကစူဇန်လင်ပြုံးယုံသာ ပြုံးနေသည် နောက်မှအာနာသေးလားမသိဘူး နေကပါလို့တီတိုးဆိုသည်မမဦးကဒီထက်ပိုစနောက်လူဟန်ရှိစေမြရင်မွန်ကစကားလမ်းကြောင်းပြောင်းနာကြုံရသည်ဒါနှင့်ပင်စကားဝိုင်းသည် တခြားသောအကြောင်းအရာစီတို့ရောက်ရသည် ကျမကတော့မြရင်မွန်၏အတိယခက်တယ်လို့ထင်ရသော မျက်နာကိုငေးမောစေတညရုံးကမမောင်အကြောင်းသူပြောခဲ့ဖို့ဒီကိုလည်းတတိယနေပါသည်မမောင်ကလည်းလက်ထက်ချင်မိတဲ့ငါတို့ကိုမယူရဲပါဘူးဖြူဖြူရဲ့ နှစ်ယောက်ပေါင်းမို့ကသူ့မာရောင့မာရောင့ငဲ့ကြရတွေကများမှများဟုမြရင်မွန်ကပြောခဲ့သည် ဖုန်းပြောရတာလဲငါအရင်လိုမနှွေးထွေးနိုင်တော့ဘူးတဲ့မြရင်မွန်ကအေးဆက်လာသည်လားတနေ့တော့လက်ထပ်မမဟုတ်လားမြရဲ့နင်သူ့ကိုပဲလက်ထပ်မမဟုတ်လားဒါမှမဟုတ်အိမ်တော်မပြုတ်ဖို့များစဉ်းစားထားသလားမပြောတတ်သေးပါဘူးလေချစ်တုံးကတော့လက်ထပ်ဖို့ရည်ရွယ်ထားတာပါပဲခုတော့ငါမှစဉ်းစားကြရတွေများလာတယ် နှစ်ယောက်ပျော်ရွှင်ရုံတက်တက်နဲ့ငါအိမ်တော်ပြုတ်တင်ရလားစဉ်းစားနေတော့မယ်ခုထီတော့ဘာမှမသေးကြသေးဘူးမြရင်ပေါ်မှာသူ့ဟန်အတိုင်းတွေးတွေးဆဆရှိပုံပေါ်နေသည် ကျမကလည်းတိထက်ပို၍မင်းမြန်လိုစိတ်မရှိပါခင်မင်းလှသည် ဆိုပေမဲ့သူတစ်ပါးအရေးကိစ္စများကိုတော့လူသည်ထက်ပို၍မစူးစမ်းလို့ကျမရှိတွင်အိဆက်ချင်ဟန်စကားများပြောခဲ့ဘူးတော့မြရင်မွန်သည် ဖုန်းခေါ်တိုင်းမှာတော့မောင်မောင်နဲ့စကားဆိုမြဲ့ အလတ်ရဲ့ညနေခင်းများမှာကျမနဲ့အချိန်ကုန်ဆုံးမြဲဘဝတွင်ဒီလိုသာ ပုံမှန်လက်ပတ်မြဲရှိအောင်မည်ဟုထင်ခဲ့ရသည်ပြောင်းလဲရအောင်မည်ကံကြမ္မာဆက်ရောက်လာမည်ကိုဘယ်သူမှမသိနိုင်ခဲ့သည်သူကိုယ်တိုင်လည်းမသိနိုင်ခဲ့ဘူးထင်ပါသည် ထုံစင်ကအလုတ်တာဝင်နဲ့ကျမရှမ်းပြည်နယ်ကရုံခွဲစီရောက်နေခဲ့သည်အဲ့ဒီမှာ9လ6လမြကြာခဲ့သည်အေးမြတော်ရာသီတွင်အသားတကျဖြစ်စေရှိုးသားတော်တိုင်းရင်းသားများအပေါ်ခင်မင်းနဲ့လိုစေအချိန်တန်တော့လဲတကနာမြခိုနာရတော်နေရာကိုနှုတ်ဆက်ရသည်မြို့ပြစီ လေပြန်ခီးနှင်ခဲ့ရပါသည်အဆောင်မှာတော့ကျမမရှိသောကာလများအတွင်အပြောင်းလဲတချို့ဖြစ်ခဲ့သည်တဲ့အဆောင်ကခင်မင်းရတော်တငယ်ချင်းတူ မြို့ပြကိုဆွန့်ကားနေမျိုးကအိမ်စီအပီးပြန်သွားခဲ့ပြီ။ကျမ၏အခန်းပေါ်မမဦးတယောက်ကတော့ဦးအတက်ပေါက်ခါဆေးရုံတက်ခဲရသည်။ကျမပြန်ရောက်တော့အနာယူစေ။အိယာပေါ်မှာပဲမဲပြုံးရွှင်လျက်။သူမှကျမကိုပြောပြစရာသတင်းစကားတစ်ခုရှိနေပါသည်။ဖြူဖြူရေညီတငယ်ချင်းတော့အိမ်အောင်ပြုတော့မလို့တဲ့။ညရင်မွန်လေ။မမဦးကိုတအံ့တအောပင်လှမ်းကြည့်မိပါသည်။ မြရင်မုန်းနေကျမတီးကြတဲ့ဖုန်းအဆက်သွဲပြတ်တလောက်ဖြစ်နေခဲ့တယ်မဟုတ်လားသူထံကဘာတရင်စကားကိုမှ ကျမတီးခွင့်မရခဲ့တို့တော့အံ့ဩစိတ်ကိုဝမ်းတောင်မှုကခဏချင်းပင်အနိုင်ယူလိုက်ပါသည်ကောင်းတာပေါ့အမရဲ့ကျမကဖြင့်မမောင်နဲ့သူ့ကိုယူစေချင်တာကြာပြီဖုန်းဆက်နေတဲ့တယောက်ကိုပြောတာမဟုတ်ဘူးသူမဟုတ်ဘူးဖြူဖြူရဲ့အခုကသူတို့မျိုးကပဲတဲ့ ဒီတစ်ချိန်တော့ကျမအံ့အားတသက်နဲ့ငင်းငိုင်သွားမိပါသည်ဒီအဖြစ်ကိုတော့ကျမဘယ်တော့ကမှမမျော်လင့်ခဲ့ပါမြရင်မောဘာကြောင့်များဒီလိုဆုံးဖြတ်ခဲ့ပါသနည်းကျမနဲ့ဝေးနေသောကာလများအတွင်းသူဒီလိုဆုံးဖြတ်နိုင်အောင်ဘယ်အရာတွေကများတွန်းအားဖြစ်စေခဲ့တယ်လဲမမဦးကလည်းသူ့အကြောင်းကိုတင်းမြတာပြောပြနိုင်သည် ကျမမှာတော့ခရီးပန်းတီထက်ပင်မောပန်းလာပါသည် ဖြစ်နိုင်လင်တော့မြရင်မုံကိုဧည့်သည်နေကတွေ့ကျင်ခဲ့သည်သို့တော်သူကတော့အမေဖြစ်သူလိုက်လာသည့်အတွေ့အမျိုးအိမ်တအိမ်မှာတွားနေရသည်တဲ့မြရင်မုံ၏ယုံကို နောက်တနေ့မှဆက်သွယ်တော့လဲခွင့်ယူထားသည်ဆိုပါသည်တွေ့ကျင်သူကို တွေ့ခွင့်ရဖို့ကြိုးစားစေမမျော်လင့်သူကိုညက်နေခင်တစ်ခု၌ပြုံးကနေဆုံရသည်လေရန်ဤလူစီကားသောလမ်းတွေတဲ့ဖြတ်ခါအဆောင်ပြန်လာစဉ်သူနှင့်ဆုံရခြင်းတည်း မောင်မောင်သည်ကျမတိခဲ့သောမိတ်ဆွေတယောက်မဟုတ်ခဲ့သလိုပင်တမူပြောင်းလဲကနေသည်စိတ်မသက်မသာဖြစ်ရခြင်းသည် သူ့မျက်နာတွင်အထင်သာပေါ်လွင်နေက မျက်နာကလည်းခြောင်ကျနေသည်မြရင်မူ၏တရင်စကားနှင့်ရန်ကုန်ကို လိုက်လာသည်ဆိုပါသည် သူတွင် ကျမကို မေးစရာမေးခွန်းများစွာရှိနေသည်သို့သောကျမကလည်းပါးမြရေရေရာရာတိခဲ့သူမဟုတ်ကျမတို့သည် ကော်ဖီဆိုင်တွင်ခဏမျှထိုင်ရသည် မောင်မောင်ကရောက်တက်ရာရာမျက်ရင်ပေါ်အကြောင်းစကားများစွာပြောသေးသည် မျက်ရည်များဝဲကျင်သည်ကိုမြင်ရသည် ကျမမှာတော့သူ့ကိုစိတ်ပြေရာပြေချောင်းလဲပြောပြနိုင်သည်မဟုတ် ပြောပြဖို့ရာလဲစကားပြောလိမ်မာသူမဟုတ်ပါဘီဒါနှင့်ပင်လန်ခွဲကြရသည်ခေါင်းငိုက်ဆိုင်နှင့်အလှည့်ပြန်သွားသောမောင်မောင်နောက်ကျောကိုသာ ကျမငင်းမောနေခဲ့မိသည်ဒီမြင်ခွင်းကိုမြင်လဲမျက်ရင်ပေါ်ဘဲသို့နေမီလဲ သို့သောနောက်တနေ့မှာပင်တည်ရင်စာ၌နှစ်ဦးသဘောတူလက်မှတ်ရေးထိုးကြောင်းကြော်ညာပါလာသည်ကိုတွေ့ရသည်အဆောင်တွင်တော့ပြောစရာတည်ရင်အစမ်းတစ်ခုရသည်လို့ဖြစ်နေကြသည်ကျမကိုမေးလိုသူများစွာရှိသည်ကိုရှောင်ရသည်ဤကျမဘာမှမသိခဲ့ဘူးဆိုသည်ကိုမယုံကြည်နိုင်ကြပဲညာနေတဲ့ထင်သူကထင်သေးသည် ပဲသူကိုမှလည်းရှင်းမပြလိုပြီတည်ကြတဲ့မောင်မောင်ကအဆောင်ကိုတည့်ရက်မှာရောက်ချလာတော့ပိုစိတ်ဝင်စားလာကြပြန်သည် ကျမမှာစိတ်ရှုပ်ထွေးသည့်ကြားကပင်မောင်မောင်ကိုထွက်တွေ့ရသည်။သူပါပြောမည်ကိုကြိုတင်တွေ့မရဖြစ်ရတော့လဲ။တကယ်တကယ်မှာတော့မောင်မောင်သည် ကျမကိုလာနှုတ်ဆက်ခြင်းများသာ။သူပြန်ပါတော့မည်တဲ့။ငါသူ့ကိုတွေ့ဖို့မကြိုးစားတော့ပါဘူးဟာ။သူကအိမ်တောင်နဲ့ဖြစ်သွားပြီဆိုတော့ငါစောင့်ထိုင်ရမှာပေါ့။ပြီးတော့သူ့ကိုလည်းစိတ်ဒုက္ခမပေးချင်ဘူး။ကျမကတော့မောင်မောင်မျက်နှာတွင်မြင်တွေ့ရဆဲဖြစ်သည့်ချစ်ချင်းဤအရေးရောင်များကိုပင် အာနာပါနာငင်းမောနေခဲ့ရပါသည်တကယ်တော့နှစ်သိမ့်ဖို့ရာလိုအပ်သည်မဟုတ်ပါ သူ့စကားများမှာပင် နှစ်သိမ့်နှံစွမ်းကို မြင်ခဲ့ရပြီမဟုတ်လားရေဆက်ပါ၍စုံကြရသလိုပင်ရေဆက်ကုံတော့လဲနှုတ်ဆက်ကြရသည်ဖြစ်ရာအဲ့ဒီနေ့ကစလို့မောင်မောင်ကိုထပ်မတွေ့ရတော့သူ့တရင်လဲမကြရတော့ပါဘီမြရင်မုံကတော့နောက်တစ်ပတ်မြကြရင်အဆောင်ကိုရောက်လာသေးသည်လို့သိရပါသည် သို့တော်အဲ့ဒီနေ့ကကျမမရှိဘူး ရုံးဖွင့်ရမို့မမဦးနှင်သာတွေ့သွားသည်။ကျမအတွေ့လှပသောဖိတ်စာလေးတစ်စောင်ပေးခဲ့သည်ကိုသာတွေ့ရလေသည်။ ခန်းငယ်တဲ့တွင်လေသည်တမျိုးတည်းသောရနံ့ဖြင့်မှုံမိုင်းဝေဝဲနေသည်အမွေးတိုင်းနံ့နှင့်ပန်းပွင့်များ၏ရနံ့တို့ပေါင်းဆက်ထားသောချိုအီအီရနံ့ဒီအနံ့ကပင်ဒီလိုနေရာထိုင်ခင်းမျိုး၏တင်ငေတဖြစ်ရလေသလားမသိခတ်ဆင်ဆင်ရနံ့ကိုတဏီယာယာမှရသည်ဆိုလင်ဝမ်းနေပွေမြင်ကွင်းတို့ကိုကျမမှပြေး၍မြင်ရောင်ပြီးဖြစ်နေသည်မမြင်ချင်တော့လဲမြင်ရပြန်တော့မြင်ကွင်းများမကြားလို့တော့လဲကြားရတတ်တော့အတန်များ ယခုလဲကျမသည်ဝမ်းနည်းပွဲအရေးတို့လွမ်းသောနေရာတစ်ခုသို့ရောက်နေပြီ။လှပသောနှင်းစီပွင့်များစပေးပန်းများသည်မြရင်မုံကိုခြံရံထားသည်။သူ့မျက်နာက ပန်းတွင်းရောင်ချေသားလျက်နှာခမ်းများကတော့ပြုံးနေသည်လားမသိကြ။သို့မဟုတ်စကားတစ်ခုခု ဆိုခြင်းသည့်နှာခမ်းများလား။မျက်လုံးများစိတ်ပိတ်ထားပုံကတော့အရာရာကိုစိတ်ချလက်ချရှိသွားတယ်ထင်ရပါသည်ဒီတခါတော့ တကယ်ရေဆက်ကုန်ပြီထင်ပါရဲ့မြရဲ့ကျမဒီတိုးဆိုက ရှိုက်ငင်မိပါသည် မြရဲမုံအဆောင်ကပြောင်းရွှေ့သွားပြီးနောက်ပြန်တွေ့ဖြစ်တည်ကတော့သူ့မင်္ဂလာ အခမ်းပွဲမှာဖြစ်သည် သူကိုယ်တိုင် ဖုန်းနဲ့ပဲမပြောခဲ့သည့်အတွေ့မင်္ဂလာပွဲကိုမသွားဘူးစိတ်ကူးခဲ့သေးသည်နောက်ဆုံးတော့လဲကျောင်းတုံးကချီနှောင်ခဲ့သောတန်ရုံးစဉ်ကြိုးများစွာကို တတိတရာရှိလာက မင်္ဂလာပွဲစီရောက်ခဲ့သည်မြရဲမုံသည်စိန်ရောင်ရွှေရောင်တဖိတ်ဖိတ်တောက်ခါရှေးကထည့်ပို့လှနေသည်ကိုတွေ့ရသည် မိခင်ရောညီမလေးတို့ကိုပါတောက်ကြွသောအပြင်ဆင်များနဲ့ပြုံးရွှင်နေသည်ကိုမြင်ရလျှင် ကျမနားမလည်နိုင်ခဲ့သောမြရင်မုံဤလမ်းသက်ထွင်ခြင်းအပေါ်နားလည်စပြုလာပါသည်။ကျမကိုတွေ့တော့မြရင်မုံမှာ မျက်ရည်မှာဝဲနေခဲ့သေးသည်။ငါ့ကိုစိတ်ဆိုးနေသေးလားယင်။ဟုတီတိုမေးသည်ဤ။ဘာလို့စိတ်ဆိုးရမှာလဲ။ကျမရိုးစင်းစွာ ပြန်ပြောတော့သူကမတဲမကွဲ ပြုံးလိုက်ပါသည်။ငါနဲ့ကိုဘာမှမပြောခဲ့ဘူးလေ။မဆက်သွယ်ခဲ့ဘူးလေ။အမှန်တမ်းပြောရရင်နင်နားလည်နိုင်မှာမဟုတ်တော့ရှင်းလင်းမပြခြင်းဘူး။ ငါကိုနားလေပါလို့လည်းမတောင်းဆိုချင်ပါဘူး။နောက်တော့ကျမတို့ဘာမှအထွေထူးမပြောဖြစ်တော့ပါ။ပွဲထွက်တော်မူမို့မြရင်မွန်ကတတို့သားကို လက်ချေရသည်။တရက်ထဲနေခဲ့ဖို့တော့အခုချိန်မှာတော့ရန်ကုန်မှာရွှေ့ပြောင်းအခြေကြလျက်စီးပွားရေးလုပ်ငန်းတစ်ခုကို ကောင်းစွာဦးစီးနေသည်ဆိုတော့မြရင်မွန်၏အမျိုးသားကိုပထမဆုံးအကြိမ်မြင်ဖို့တာဖြစ်သည်။သူမြရင်မွန်ကိုကျင်နာစွာငဲ့ကြည့်သည်ကိုမြင်ရသည် ညရင်မွန်သူ့ကိုပြန်ကြည့်တော့မျက်ဝန်းမှာတော့ချစ်ချင်းမြတ်တာပါလေသလားကျမမသိပါညရင်မွန်နဲ့နောက်ဆုံးဟူဆိုရမည့်တွေ့ဆုံမှုကတော့တမီလေးမွေးစဉ်ကဖြစ်သည်ညရင်မွန်သည်တားတယ်အမေအဖြစ်လဲလှပါစေအမေနှင့်ညီမလေးများကလည်းရန်ကုန်မှာပင်အခြေချနေပြီမို့မြရင်မောမှာခင်ပွန်းနဲ့မိသားစုနဲ့စုံလင်နေသည် သူကျမကိုတွေ့တော့ဝမ်းသာအဲလဲဖြစ်နေခဲ့ဒီကိုယခုတိုင်တတိတရရှိသေးပင် တို့တော့နောက်ပိုင်းမှာတော့ကိုဘဝနဲ့ကိုလက်ပတ်နေကြသည်ဖြစ်၍မဆုံဖြစ်ကြတော့တကယ်တကယ်ဆုံမဲ့ဆုံတော့လဲကောင်းသောဆုံစည်းခြင်းမဟုတ်တော့သည်ကိုယခုမှဝမ်းနည်းစွာသိရပါသည်မြရင်မွန်သည်အားလုံးကိုနှုတ်ဆက်ခဲ့ပြီတမီးလေးကနနစ်မပြည့်သေးသည်မို့ငိုရန်ပင်မတည်တတ်သည်မြရင်မွန်ကိုမီးတကြိုရန်ပြင်တော့ခင်ပွန်းတဲ့ကတမီးလေးကိုယောက်ခမလက်ပြောင်းပေးကလိုက်ပါသွားသည်ကိုတွေ့ရပါသည် စကားတခေါမျှပြောခဲ့ခြင်းတယ်လို့ထင်ရတော့သူ့နှခမ်းများ၏နောက်ဆုံးပုံသွင်းကိုပင် ကျမမှတရေရေမြင်ရောင်းနေမိသည်မိခွင့်ရမည်ဆိုလင်တော့ဘဝမှာ နောက်ထပ်၃နှစ်မြတာအသက်ရှင်ခွင့်ရမည်လို့သိခဲ့လင်မြရင်မောဘယ်လန်းကို ရွေးခဲ့လိမ့်မည်လဲအပြင်ဘက်ရောက်၍လမ်းမျောကြည့်လင်တော့မိခိုးငွေများက ခေါင်းတိုင်မှတဆင်းလေထဲသို့လွင့်တက်နေစေဖြစ်သည်ကို တွေ့ရပါသည်စပယ်ဖြူနု နားဆင်အပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။